တော်တော်များများလည်းပြောရကြတဲ့စကားတခုံးပဲပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ဒါမိုးပြအခိုင်းဝင်ဖြစ်သွားရင်မိုးပြဗုဒ္ဓဘာသာဝင်ဖြစ်သွားလိုက်ရင်အဲတရားတရားတွေပိုင်းနေပါပါပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းအရာကိုဒါရှင်ညာနာကိုတိုင်ငါတော်မှာပြောထားတယ်အဲပြီးတော့ဘာကြောင့်မလို့ဒါတရားတရားနေသွားရတယ်လဲပေါ့နော်တကယ်ကတော့ဒါမှန်မှန်ကန်ကန်ပြောမယ်ဆိုရင်တော့တရားတရားနေပါသွားတယ်လို့တော့ပြောလို့တော့မရဘူး ဒါပေမဲ့တက်ရောက်မှုတစ်ခုကတော့အမှန်တကယ်ပဲရှိခဲ့တယ်ပေါ့နော်။ဒရတရားနေပါသွားတယ်လို့မြင်ရတော့ဖြစ်ခဲ့တဲ့တက်ရောက်မှုတစ်ခုကပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ဒါတွေးခေါ်ပိုင်းတက်ရောက်မှုလို့ပဲပြောရမလား။အဲ့တော့ဒီအကြောင်းအရာကိုဒါရှင်ညာနာကိုယ်တိုင်ပြောဆိုထားတာပေါ့နော်။တော့ပြုတ်တော့ပိစုပါကံကိုကျင့်တဲ့အခါမှာရှင်းဘဝနောက်ဘဝလို့ဆိုတဲ့ဟာတွေမပါပဲအခုကျွန်တော်တကယ်ဖြစ်ပြနေတဲ့အဖြစ်အပျက်ကိုမြင်ပြီးတော့ အဲ့လိုမျိုးလို့ကျင့်တာမျိုးကိုပိဿုမံကံကျင့်တာလို့ပြောရမလားမပြောရဘူးလားအေးအကျင့်လေးကိုခုဒါပိဿုမံကံပိုင်းဆိုင်ရာအကျင့်တရားကိုကျုပ်တို့ကဟောပြောပေးနေတာဟောဆိုမကျင့်ရင်ပိဿုမံကံရပါမလားပိဿုမံကံမရရင်ဗောဓိဉာဏ်ရတာဟုတ်ပါမလားအေးပိဿုမံကံကိုဒါကျင့်ရင်ဘာရမှာတော့ဗောဓိဉာဏ်ရမှာ ဲ့ဘောဓိဉာဏ်ရဖို့အတွက်အခြေပြုပြီးကြည့်ရမှာကတော့ဖြင့်ဒုပေးခန်းတာလဲလုံတန်ရင် လုံမယ်ဒုကူညီတာလဲလုံတန်ရင် လုံမယ်ဒုစောက်လျှောက်တာလဲစောက်လျှောက်တာလဲလုံတန်ရင်လုံမယ်ဘာဖြစ်လို့ပေးခန်းတာတော့ဘာဖြစ်လို့ကူညီတာတော့ဘာဖြစ်လို့စောက်လျှောက်တာသူ့ချစ်လို့ကူညီတာလားသူ့ကြောက်လို့ကူညီတာလားဟုတ်သူ့ချစ်လို့စောက်လျှောက်တာလားသူ့ကြောက်လို့စောက်လျှောက်တာလားကိုစောက်လျှောက်ခြင်းလို့စောက်လျှောက်တာလားမဟုတ်ဘူးလောကကိုစောက်လျှောက်တဲ့အနေနဲ့ သူအိဘားသွားရင်အိဘားခံရသွားရင်လောကအိဘားခံရတာပဲသူ့လို့အားမရတော့ဘူးလေလောကပြန်မရတော့ဘူးလို့ဆိုတော့လောကရဲ့ပေးမှုကျွေးမှုတွေတော့ तू ကယူထားပြီးတော့သူ့လို့အားတော့ပြန်မရတော့ဘူးလို့ဆိုရင်လောကနာကလားမနာဘူးလားနာပါဘူးဟုတ်ဒါလေးကိုစဉ်းစဉ်းမြင်ရမှာနော်ပြုတ်တော့ပြောသွားပြီမဲ့နာကြလဲရတဲ့သူတွေကကြောကြော်သွားတယ်နဲ့ဥွေပြပြောမသိရင်တော့နာတာလည်းပဲကိုယ်အုံတော့ထက်အခံသိမ့်မရှိသေးရင် အဲ့ဒီနာရာကကြောကြောသွားတယ်ဗျာကြောကြောသွားတဲ့အခါကျဒီအကွက်ကလေးကိုမမိဘဲနေမှာစိုးရတာသူကတော့ဖြင်းပြိသုပံကံကျင့်ပုံကလေးကိုပေါ့ဗျာနောက်ရှင်းဘွားနောက်ဘွားတွေမျောပြီးတော့တော့မကျင့်ဘူးရှင်းဘွားနောက်ဘွားတွေမျောပြီးတော့မကျင့်တော့ဘာကျင့်တော့လို့ဆိုလိုတာကြတော့ပေးတာကိုကိုမကျင့်ကျင်တော့ပြောမစင်တော့တီလာသောက်တည်တယ်လို့ဆိုတာကိုလည်းပဲမကျင့်ကျင်တော့အဲ့တော့ပြောမစင်တော့တရားလက်လွတ်ဆိုတဲ့သဘောမျိုးလိုပဲဗျာ အကျင့်မရှိတော့ဘူးဖြစ်သွားတယ်။အဲ့တော့ပြောတယ်ဗျာကျွတ်တို့ပိဿုဗံကမ္မဝါဒဗုဒ္ဓဘာသာတဲကပဲ။ဘာပြောလဲဆိုတော့ပိဿုဗံကမ္မဝါဒဗုဒ္ဓဘာသာဖြစ်မှသဒ္ဓါတရားတွေမွဲလာတယ်တူတယ်တဲ့။ခင်ဗျားတို့ကမထင်ကြဘူးလားဗျာ။ထင်ကြတယ်။ထင်ကြတယ်။အဲ့တော့ကျုပ်ကလည်းပြန်မပြောတတ်ဘူးဗျာ။ဟာဟုတ်ပါဘူးဟာလို့မင်းအဲ့လိုကတော့ဘယ်လိုပဲပြောရတယ်ပေါ့ဗျာ။တကယ်ကတော့သဒ္ဓါတရားမွဲလို့မပေးကမ်းမကူညီကြနာလား။ ဖိဋ္ဌိတရားကွယ်သွားလို့မို့မပေကံမကူညီကျင်လာလားလို့ဆိုတော့အရင်တော့ပေကံကူညီတဲ့ဟာမျိုးမလုပ်ချင်ဘူးလေအရင်တော့ပေကံကူညီတာကကိုယ်ကပေကံကူညီတာလားမိစ္ဆာဒိဋ္ဌိကပေကံကူညီတာလားမိစ္ဆာဒိဋ္ဌိကပေကံကူညီတာဆိုတော့ခင်ဗျားတို့ကမိစ္ဆာဒိဋ္ဌိဖြုတ်ပလိုက်တော့ အဲ့ဒီမိစ္ဆာဒိဋ္ဌိနဲ့ပေကံကူညီတာမျိုးတော့လုံးကျင်ပါတော့မလားဘယ်လိုဆိုရင်ပေကံကူညီတာကဒီတစ်ပေါက်သေးပဲရှိသလားမိစ္ဆာဒိဋ္ဌိနဲ့ပေကံကူညီတာပဲရှိသလားလို့ဆိုတော့လောကကိုသိပြီးပေကံကူညီတာမျိုးလုံးဖို့ရှိမလားမရှိဘူးလားမရှိပါဘူးရှိတာပါဗျအဲ့တော့အဲ့ဒီလောကကိုမြင်ဖို့ကြတော့လဲနင်းနေခက်ပြန်ရောလို့ပြောရမှာပေါ့နော်အဲ့ဒီနင်းနေခက်တာမခက်ရလေအောင်ကတော့ဖြင့်ကိုကျင့်ရမှာဗျ ကျုပ်တို့ဖြစ်ရကလေးနည်းနည်းပြောမယ်ဗျာကျုပ်တို့ဖြစ်ရကလေးကျုပ်တို့လည်းဘာမှမသိပါဘူးငငယ်တုန်းကဘာမှမသိပဲနဲ့ဘုန်းကြီးလုံမယ်ဆိုပြီးအဲ့တော့ဒါဘာကြောင့်သရတရားတွေနေပါသွားရတယ်လဲဘာကြောင့်ဒါအလူဒါနဘုံနေပါသွားရတယ်လဲဆိုရင်ကိုယ်လှူဒန်းဖို့ပုံတော့မြူဆွဲထားတဲ့ຢာတွေဒီရှိဘောနောက်ဘောတွေနဲ့ပြည်တယ်အဲ့လိုຢာတွေရှိနေတယ်ခုဒါပြစ္ဆဝံကမ္မဝါဒဗုဒ္ဓဘာသာဝင်ဖြစ်သွားတော့သူစီမှာအဲ့ဒီတွေးခေါ်ရမရှိတော့ဘူးသူ့ကိုမြူဆွဲထားတဲ့အရာတွေမရှိတော့ဘူး မရှိတော့ကြတော့ပြောလိုက်တော့ဒါမြောက်တိကိုင်းလွတ်လို့ပဲပြောမလားဗောနော်။ဘာကြောင့်မို့လဲဆိုရင် तू အတွေးခေါ်တစ်ခုကို तू ဆွန့်ထုတ်ပြလိုက်တယ်မကောင်းဘူးဆိုပြီးတော့အဲဒါမြင့်နောက်ထပ်အတွေးခေါ်တစ်ခုကို तू စိတ်ထဲကို तू မသွဲနိုင်သေးဘူးဗောနော်။အဲဆိုလိုတာကနောက်ထပ်အတွေးခေါ်ဘလိုမျိုးလဲဆိုရင်အဲဒီလောကကြီးကောင်းကျိုးအတွက်ဒီလူသားတွေဒါမျှတဖို့အတွက်ဗောနော်။အဲကိုကပဲဒါလောကကြီးတွေကနေလူတွေတွေကနေပဲအများကြီးယူနေတာကိုယ်တွေကနေလဲအဲပြန်ပြီးတော့ဒါပေးကမ်းရအောင်မယ်။ အဲ့တော့အဲ့ဒီသဘောအဲ့ဒီတွေးခေါ်ကိုဒါကိုကပြန်ထည့်နိုင်ပြီဆိုရင်တော့အရင်လောက်ကြီးမဟုတ်ရင်တောင်မှဒါလူရမ်းမှုဆိုတာမျိုးတော့ရှိနေဦးမှာပဲပေါ့နော်ဘာမှမသိပါဘူးငယ်ငယ်တုန်းကဘာမှမသိပဲနဲ့ဘုန်းကြီးလုံမယ်ဆိုပြီးကျွတ်တော်သာသနာပေါ်တက်လိုက်တယ်ငါတက်တဲ့လုံဘုန်းကြီးလုံမှာဒီဘဝကတော့ငါဘုန်းကြီးကိုလိုက်အဲဘုန်းကြီးကိုလုံမှာဆိုပြီးတော့အရွယ်လေးရောက်လာလို့ကိုယ်သိမ့်မသိဝဲလာတဲ့အခါကျတော့အဲငါဘုန်းကြီးကတော့မလုံနိုင်တော့ပဲဖြစ်တော့မယ်နဲ့တူတယ် ဒါလိုမဖြစ်အောင်ကတော့နောက်ဆုံးပိတ်ကြတောကြောင်ဘုန်းကြီးလုပ်တယ်တောကြောင်ဘုန်းကြီးဆိုရင်တော့အာယုန်နေရှင်းတယ်ဆိုတော့အသက်အသိရလို့ငါးဝါရလို့ရှိရဲ့နေတကြီးလည်းလွတ်ပြီဆိုတော့တောကြောင်ဘုန်းကြီးလုပ်မယ်ဆိုတော့အဲ့ဒီလိုနဲ့ကြုံလည်းပဲဒါတောထွက်လိုက်တောရဲရောက်တော့လည်းပဲဘာမှမလုပ်ဘူးအောင်းဆိုဘုန်းကြီးလုပ်တာ ပြီးပြီလေဘုန်းကြီးလုပ်ဖို့ပဲသိကူတာဆိုတော့ဘာလုပ်ဖို့ပါသိမှုကူတာဆိုတော့ဘုန်းကြီးလုပ်တာပြီးပြီတောထဲမှာဘုန်းကြီးဖြစ်နေအေးချမ်းချမ်းပျော်ပျော်ပွေးပွေးလေးနေနိုင်ဖို့ပဲလိုတယ် တကယ်လို့တော့ပြောပြောမှုမှုအေးချမ်းချမ်းလေးနဲ့နေနိုင်ရင်ကျုပ်ရဲ့ကြီးရောချက်ပြေးသွားပြီ။ဘာလို့ဘုမမပါဘူး။တရားတော်ကိုလည်းမပါဘူး။အဲ့လိုဆိုတော့တော်တဲ့မပြောဘူးရ။မပြောတဲ့အခါကျတော့ဘာလို့ရမလဲလို့ဆိုတော့မပြောတာဘာဖြစ်လို့လဲ။ငါစိတ်တွေကတခြားသွားနေပြီတော့ငါကူကတော့တော်တဲ့တောင်ပေါ်မှာအထီးကြီးဖြစ်နေတော့စိတ်နဲ့ကိုယ်နဲ့ကွဲနေလို့ငါမပြောတာပဲလို့ဒါလေးတရုတ်ခွဲကြည့်လိုက်တဲ့အခါကျအေးဟုတ်တယ်။ဒါလို့ဆိုရင်ငါစိတ်ကိုငါကူနာကတ်ထား ထားလို့မရဘူးဆိုရင်ငါစိတ်သွားတဲ့နောက်ကငါကိုထည့်လိုက်ရမယ်။ငါကိုထည့်တယ်ဆိုတာလွယ်တယ်လို့တောင်းပန်ချင်းသွားလိုက်ရမယ်လို့။ငါစိတ်ကိုခေါ်ထားတယ်ဆိုတော့အရင်လုံးကြည့်အောင်မှဖြစ်မှာဆိုပြီးတော့စိတ်ကိုကိုယ့်ကိုယ်နောက်ကတ်ထားကြည့်။ကတ်ထားကြည့်တဲ့လုပ်ငန်းကလည်းမောလိုက်တာမှဖြစ်ဖြစ်များပန်းလိုက်တာမှဖြစ်ချင်းစိတ်ထည့်ရတဲ့လုပ်ငန်းကလည်းပဲပြောမစင်းတော့ကလေးလေးတွေထည့်ရတာတဲ့ပိုးပိုးသိမ့်မရှိစရာကောင်းလေးလို့ပြောရပါနော်။ကလေးဆိုတာဘာဖြစ်ချင်တာလဲမသိဘူး။ရစ်ကလည်းတိုက်တယ်ဗျာနော်။အဲသူဖြစ်ချင်တာမရရင်လည်းသူကလည်းငိုတယ်ဗျာ။ မိုးဆိုကျုပ်တော့ကျုပ်တော့ဒါကလေးတွေခိုင်းရင်တော့ဒီကလေးတော့လွတ်ပြင်းပြီးမယ်လို့အောင်းမိတာပဲဒါကလေးနဲ့ငါနဲ့တော့မတော်ပါဘူးတဲ့စိတ်ထဲမှာဒီလိုလဲဖြစ်မိတယ်ပေါ့နော်ဆိုလိုတာကတော့ဖြင့်စိတ်ကကလေးတဲ့ဆိုရယ်သူကလည်းပဲဟူလန်းဒီလန်းနဲ့ဆိုတော့တော့ဟူကူးဒီကူးနဲ့ဆိုတော့မရဘူးဒါနဲ့ထိမ့်လိုက်ရအတော်ကြီးထိမ့်မှမှနည်းနည်းတော့မိတယ်ဟင်းငါပေးရတယ်ကတော့အများကြီးပဲလို့ရတာလေးကနည်းနည်းလေးလို့ငါတော့ရှုံးပါပြီကွာလို့ကိုယ့်ကိုပြန်ပြီးတော့ဝေဖန်မိတာပေါ့ဗျာ ရှုံးပါပြီကွာလို့ဆိုရင်ကျုံတဲ့လုံကလှုပ်တယ်ဆိုလူအလို့ငါလည်းပဲအလို့တာဒါလှုပ်မှဖြစ်မယ်လို့ငါလူအမပြည့်ရှင်မှုသိနေတာဒါတော့မလှုပ်မှကြိုက်မှဆိုပြီးတော့အဲ့ဒီလုံကမလှုပ်တော့မလှုပ်တော့အဲ့ဒီလှုပ်တဲ့အချိန်နဲ့ဘာဖြစ်လို့ဆိုရင်တော့ကိုယ်စိတ်ကူးလေးကိုပြန်မြင်တယ်ဗျကိုယ်စိတ်ကူးလေးကိုပြန်မြင်ရနေပြီးတော့အမေဒီစိတ်ကူးကငါဒါလေးစိတ်ကူးပြီနေပါပဲလို့ပြီးလိုက်တော့ဒီစိတ်ကူးကသေသွားပြီအဲ့ဒီစိတ်ကူးသေသွားပြီနောက်စိတ်ကူးကဝင်မလာဘူးဗျာ နောက်စိတ်ကူးဝဲမလာပဲနဲ့စိတ်ကူးလေးတည်သွားတဲ့နေရာလေးပဲခေါ်ကြည့်နေလိုက်တာဆိုတော့ဟာဒီစိတ်မပြေဘူးဟာလို့မဲဒီလိုတို့လည်းအကောင်းသားပဲလို့ဒါနဲ့အကျုပ်ကလည်းပဲတောတဲ့နေရာတော့ဟန်ကြပြီဟေးလို့ဒါလေးရတာတော့ဟန်ကြပြီဆိုပြီးဒလိုနေတာကျုပ်တို့လည်းပဲဘာတိမှရှိတာမဟုတ်ဘူးအဲ့လိုနဲ့ကျုပ်လည်းစိတ်ထိတ်ကြရလည်းမရှိတော့ဘူးပြောနေပြီတော့တယ်မှာပြောနေတော့ဘာလို့မတုံးလို့ဆိုတဲ့အခါကျတော့ဘာမှလည်းလုံးပြမရှိတာဆိုတော့ အဲပိစ္ဆကနာလေးတော့ရှင်ညင်မှာပဲပေါ့ငငယ်ကလေးကပိစ္ဆကနာရှင်ညမယ်လို့ပေးထားတဲ့တရားလေးပေါ့ဗျာသင်္ကန်းဘာဖြစ်လို့ဝတ်တယ်လဲသုံးဘာဖြစ်လို့စားတယ်လဲဆိုတာလေးရှင်ညမယ်ဆိုတော့သင်္ကန်းဝတ်တာလည်းအကြောင်းရှိတယ်ဘာလို့လဲဆိုတော့သင်္ကန်းဝတ်တာမိုးလို့ရှိရင်အေးတဲ့အခါမိုးရင်အေးမပတ်ပြီဘူးလားပူတဲ့အခါမိုးဘူးဆိုရင်လည်းပဲကိုလုံးနီးနဲ့နေရင်လည်းအပူချက်တာမခံရပေဘူးလားအေးဒါသူ့အကြောင်းလေးနဲ့သူဝဲရတာဘူးသူ့အကြောင်းလေးရောက်ကလေးရှင်ညင်ပြီးတကလား ကိုကဝှက်ရမှာလို့ဘုရားကပြောတဲ့အတိုင်းသူကမလုပ်ခဲ့တာပဲလို့ဒါလေးအချိန်ညီမပဲဆိုရသူကအဲ့ဒါကိုအလုတ်လုတ်ပြီးနေတော့တာပေါ့ဗျာအဲ့ဒါကိုအလုတ်လုတ်ပြီးနေတဲ့အခါကျတော့အဲဒီသင်္ကန်းကိုဘာကြောင့်ဝှက်ရတယ်လဲလို့ဆိုတခါတခါအေးတဲ့အခါဘုလို့ဝှက်တာဆိုဒါအေးမပအောင်လို့ပူတဲ့အခါဝှက်တာဆိုလည်းပဲဟာအပူမရှအောင်လို့တဲ့အဲ့ဒီလိုမျိုးလေးချင်းချင်းပြီးနေလိုက်တဲ့အခါကျတော့သူ့ရဲ့အရှိလေးတွေအရှိလေးတွေတိုင်းချင်းချင်းတာဆိုတော့ အဲ့ဒီတည်းကမိစ္ဆာဒိဋ္ဌိပါသေးလားမဟုတ်ဘူးသွန်းကိုစားတယ်သွန်းစားလဲဆင်ကျင်ရမယ်ပြောတယ်တကယ်တော့မဆင်ကျင်ဘာဖြစ်မှာလို့ဆိုရင်တော့သွန်းစားရတယ်မျောပါတော့သွန်းစားရတယ်ဘယ်လိုမျောပါသွားမှာလို့ဆိုရင်တော့သွန်းစားရတာကောင်းနေစေကောင်းလို့စားရတယ်ဖြစ်သွားမှာပေါ့သွန်းစားရတာကပျော်တယ်လို့ဆိုရင်ပျော်လို့စားရတယ်လို့ဖြစ်သွားမှာပေါ့အဲ့တော့သွန်းစားရတာထဲမှာဘယ်လိုဆင်ကျင်ရပါတော့ဆိုတော့ ငါသားတဲ့အသားစာလေးကအာရဖြစ်ပြီးဒီကိုယ်ကာယလေးမျှတာပြီးတော့နေအောင်တဲ့စားရမှာလို့ဆိုတာအာငါစွန်းစားတာဒီကိုယ်ကာယလေးမျှတာနေအောင်စားရမှာပါလားငါစားနေတဲ့စဉ်လည်းစားနေတာပျောက်ဖို့အတွက်စားရမှာဟုတ်ပါပဲငါစားနေတာကိုစားတဲ့စားနေတာပျောက်ဖို့အတွက်စားရမှာပေါ့ပေါ့မစားနေသေးဘူးဆိုရင်လည်းပဲစားလာရင်ဒုက္ခဖြစ်မှာဖြစ်တယ်တွဲစားလာတာမျိုးမဖြစ်အောင်စားရမှာပဲလို့ဟောသူ့အကြောင်းလေးနဲ့သူစင်ကျင်လိုက်အခါကြတော့ အဲ့ဒီသင်ကျင်မှုလုပ်ငန်းမှာမိစ္ဆာဒိဋ္ဌိပါသေးလားဗျာသူရှိတာကိုသူရှိတာအတိုင်းကြည့်တာပဲဗျာဒိဋ္ဌိဒိဋ္ဌမတ်တံပဲဗျာသုသာရကအစာပြောက်အောင်စားတာဆိုရင်သုသာရင်အစာမပြောက်ဘူးလားမှန်ပါဘူးဩအစာပြောက်တာဆိုတော့အဖျားအစာပြောက်အောင်စားတယ်လို့ဆိုတော့အစာပြောက်အောင်စားတဲ့အမြင်အတိုင်းပဲအစာပြောက်အောင်စားတာလို့ဆိုတော့ ဲဒါလို့ဆိုရင်ဒိဋ္ဌိဒိဋ္ဌမတ္တမဖြစ်ဘူးလားဗျာဖြစ်ပါပါဒါလို့ဆိုတော့မိစ္ဆာဒိဋ္ဌိကလာသေးလားလာပါပါအဲဒီသင်္ကျင်ချက်ကလေးကိုပွားပါပွားပါများတော့ဘာဖြစ်ဖြစ်သင်္ကျင်တတ်တယ်တောင်းဝေးလေးသုံးရမယ်ဆိုလဲဒီတောင်းဝေးကဘာလို့သုံးမှာလဲခဏကလေးသိရမယ်ဆိုလဲဒီခဏကလေးကဘာလို့သိမှာလဲအဲအဲ့ဒါလို့ပေါ့ဗျာခီးလေးသောင်းရမယ်ဆိုလဲခီးတီးကဘာလို့သောင်းမှာလဲလက်နေတာမိလေးသောင်းရမယ်ဆိုလဲဒီလက်နေတာမိကဘာလို့သုံးမှာလဲအကုန်အကုန်ရှင်းချင်းလား အကုန်ကုန်ဆင်ခြင်လာတဲ့အခါကျတော့ဒီဆင်ခြင်တာကဆင်ခြင်ယုံမဲ့ဆင်ခြင်တာလားဆင်ခြင်ပြီးရင်ဆင်ခြင်တဲ့အတိုင်းကိုကြောက်မှဖြစ်နေတာမဖြစ်ဘူးလားဖြစ်မလားဖြစ်ပါလားဆင်ခြင်ပြီးရင်ဆင်ခြင်တဲ့အတိုင်းကျွတ်တော့ဖြစ်နေတယ်လားဖြစ်နေတော့ဘာဖြစ်လို့လဲအဲ့ဒါလည်းပဲအကျင့်စရိုက်ပိုင်းဆိုင်ရာဆိုတော့သူ့တီးမသွားဘူးလားမသွားပါဘူးတီးသွားတော့အဲ့ဒါရဲ့မြဲခိုင်သွားတော့ကိုယ်ဆင်ခြင်တဲ့အတိုင်းမြဲခိုင်သွားတော့မြဲခိုင်သွားတာကိုပါဠိလိုဆိုရင်တီလာလို့ပြောတာအဲ့ဆင်ခြင်တာကတီလာပဲဗျာ အဲ့ဒီဒီလကိုဖြည့်ကျင်တာကိုဗာဒီလလို့ခေါ်လို့ဆိုပစ္စယသာနေတိတာဒီလပစ္စည်းတွေနဲ့ဆက်လျင်းပြီးတော့ဒါရှင်ကျင်တဲ့ဒီလပေါ့ဗျာဟောပစ္စယသာနေတိတာဒီလဖြစ်တယ်ကျုပ်တို့ကပစ္စယသာနေတိတာဒီလမှန်းသိလို့ဖြည့်ကျင်တာမဟုတ်ဘူးဒါပေမဲ့ပစ္စယသာနေတိတာဒီလကိုကျုပ်ကနေပြီးတော့ရှင်းရှင်းဖြည့်ဖြည့်ကျင်လိုက်တယ်ကျုပ်နဲ့တရင်တော်ဘော်တွေဖြစ်တဲ့ဘုန်းကြီးယဟန်တွေလည်းပစ္စယသာနေတိတာဒီလဖြည့်ကျင်ကြပါတယ်အဲ့ဒီဒီလကိုသူတို့လည်းသောက်တည်ကြတယ် ဘယ်လိုလုပ်သောက်တည်တော်လို့ဆိုတာပဋိသနာယောသောတိရာမတိဒေဝမိယာဝဒေဝတိတတပတိကတယအုန်တတပတိကတယနဲ့သူတို့ကရွတ်ပြီးပဋိလုံချတာပဲဒါလို့ဆိုတော့ဘာဖြစ်လို့သင်ကျင်တာတုံးလို့သူတို့ပေးကြည့်တဲ့အခါကျဟာဒါသင်ကျင်တဲ့ကျွေးသုံးဆောင်တာမဖြစ်ဘူးပါတယ်နောက်ဘဝကျကျွေးမဆရဘူးလေတကယ်လို့ဒါမသင်ကျင်ရင်ကျွေးသုံးဆောင်တာဖြစ်ပြီးတကလားနောက်ဘဝကျရဲ့အဲ့ဒီကျွေးတွေဆရမှာသူတို့ကနောက်ဘဝကျလို့သင်ကျင်တာဟုတ်တယ်လားမဟုတ်ဘူးလားဒါလို့ဆိုရင် အဲ့ဒီသင်္ကျင်နာဟာလူဝသင်္ကျင်နာလားလူရောင်ဝသင်္ကျင်နာလားဟောကျိုးရဲ့သင်္ကျင်နာကြတော့လူဝသင်္ကျင်နာလားလူရောင်ဝသင်္ကျင်နာလားဟောလူဝသင်္ကျင်နာဆိုတော့အဲ့ဒီတီလာဘာတီလာလဲလို့နေတော့အတိတီလာလို့ပြောအတိတီလာကမိစ္ဆာဒိဋ္ဌိမပါတဲ့တီလာကိုဘယ်လိုပြောမလဲအတိတီလာလို့ပြောရတာဆိုတော့အဲ့ဒီအတိတီလာလေးကကျုပ်ကိုကျေစုပြုတ်လိုက်တော့ ဘာဖြစ်လာဆိုဒီတီလာလေးစောက်တီပါစောက်တီပါများတဲ့ခါကျကိုဟာလေးတီလာဒီဟာလေးတီလာပြဿနာတွေလည်းအများကြီးဖြစ်တာပေါ့ပြဿနာတွေအများကြီးဖြစ်ကိုယ့်ဘာတပူရှင်းတယ်ဗျာဘယ်လိုလဲလို့ဆိုတော့ကျုပ်ပြဿနာဖြစ်တာလေးတခုပြောပြမယ်ငါလို့အခုလို့နေတော့ငါငြိမ့်နေတယ်လို့ငြိမ့်နေတာမှငါရမ်းတာဆိုတဲ့သူတယောက်ယောက်ရှိတယ်လို့ဆိုရင်မင်းသိကြည်တာအဲ့ဒီရမ်းတာဆိုတဲ့သူ ရှိတဲ့ ဂိုက်တိုက်ခံပန်အနေထားလှုပ်ရှားမှုတိုင်းငါဂိုက်တိုက်ခံပန်အနေထားလှုပ်ရှားမှုကဖြစ်နေပြီငါချားရမှုမရှိဘူးဘယ်လိုဆိုရင်ငါတရားရပြီလားအေးတရားရပြီလို့ပြောရပါပဲလို့ဆလုတ်တယ်မင်းဗာတရားအထုတ်တယ်ဟာမှတရားမထုတ်ခုနကတော့ဆင်ကျင်တာပေါ့နော်ဆင်ကျင်တာလည်းတရားလို့မသိဘူးသူကတရားမှမသိဘူးလောက်တာဒါပေမဲ့မင်းတရားရပြီလားရပြီလို့ထင်တ ။အဲမင်းဗာတရားအထုတ်ဗာတရားမှအာမထုတ်ဟုတ်ဗာတရားမှအာမထုတ်ဘူးပဲနဲ့မင်းတရားရတယ်လို့ပြောတာတော့မလှလိုက်တော့မှပြင်းချင်းกว่าပေါ့။အေးမလှရင်သာမလှရမဲပြလို့။နားရဲ့ gait တဲ့ဟာမှန်အနေထားကလို့။ရဟန္တာပုဂ္ဂိုလ်တစ်ပါးမှာတကယ်လို့ရှိတဲ့လှုပ်ရှားမှု gait တဲ့ဟာမှန်အနေထားနဲ့အတူတူပဲလို့။အဲ့ဒါလောက်တော့မင်းကတရားရပြီလို့ထင်ချင်ရင်မင်းတဲ့အာထုတ်တဲ့လူတွေလောကမှာအသတ္တရာမကရှိဘူး။သတ္တရာမကအာထုတ်တဲ့လူတွေရှိတယ်။ အဲ့ဒီလူတွေတရားရရမှာပေါ့ဒါလို့ဆိုရင်မင်းတရားရတာကိုအဲ့ဒီလူတွေတရားရတာနဲ့လိုက်တိုက်ကြည့်ဆိုတော့ကျုပ်ကနေပြီးတော့ကိုယ့်ကိုယ်ကိုဆုံးဖြတ်နေတာကြီးသားတော်ပြဿနာတော့တက်လာတာပဲငါတရားရပြီလို့ထင်နေတာလေကိုတရားရတယ်လို့ထင်နေဟာကိုယ့်ကိုပြန်ဖြတ်တယ်မိဘအားထုတ်လို့ရတာတော့မဟုတ်ဘူးဒီနားလည်းဘာမှအားမထုတ်ဘူးဘာမှအားမထုတ်ပဲနဲ့တရားရာယုတ်ရှိရောလာกว่าဘူးရာယုတ်မရှိဘူးလားဆိုတာလို့နတ်ကိုရဲ့အဖြစ်က အဲ့ဒီလိုမျိုးလို့တရားရတဲ့သူရဖြစ်နေတာထတ်တူလောက်ကြနေတာကြီးနော်သိဖြီလျော်တော်တဲ့တာလို့ဒီလိုပြောရမှာပေါ့ဗျာအဲ့ဒီလိုမျိုးလို့ဖြီလျော်တော်တဲ့တယ်ကိုဟာကိုမေးကိုဘာသာကိုဖြီးကိုဘာသာကိုမေးကိုဘာသာကိုဖြီးပြဿနာပေါင်းများစွာထွက်ခဲ့တယ်ဒီထက်မှလွဲချော်ပြီးတကလားတစ်ဖက်ဖက်တည်းစောင့်တိတ်သွားတာမျိုးကျွတ်တော့ဖြစ်ခဲ့တယ်ဗျာအဲ့ဒါဘာလို့လို့မဖြစ်တာလဲလို့ဆိုရင်ခုနကတီလာကကျေးဇူးပြုလို့လားမပြုလို့လားပြုပါဗျာဒီကမ်းရတော့ အဲ့ဒီသီလဟာဒီနေရာမှာဆင်ညာနာကဒါသူ့ရဲ့ကြောင်းကျိုးစီလျော်မှုနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီလိုမျိုးဒါစဉ်းစားတတ်တာကဒါသီလဖြစ်ခြင်းမှုကနေရှားခဲ့တယ်လို့ပြောကြင်ပုံရတယ်အဲဆိုလိုတာကဗျာအခုဒါဓမင်းစားရင်လည်းဘာကြောင့်စားတယ်ဝိုးဝင်လည်းဘာကြောင့်ဝတ်တယ်လက်နေတမိတော့ရင်လည်းဘာကြောင့်သုံးတယ်အဲ့ဒီလိုမျိုးသူကဒါပြည့်စည်အတန်နဲ့ထိတာသီလဆိုတဲ့အရာကိုအမြဲတမ်းဖြစ်ခြင်းတယ်အဲ့ဒီအနေနဲ့ပဲသူကဒီအကြောင်းကျိုးဆင်ခြင်တဲ့အကျင့်တစ်ခုကိုရသွားတယ် အဲရသွားတဲ့ချိန်မှာနောက်ပိုင်းမှာသူတရားရတယ်လို့လို့ပါလို့လို့ဖြစ်လာတယ်ပေါ့နော်အဲပုံမှန်တိုင်းဆိုရင် तू အဲ့ဒီကျင့်တွေမရှိခဲ့ဘူးဆိုရင်အဲ तू အကြောင်းကျိုးပုံစံမျိုးလဲစဉ်းစားမှာမဟုတ်ဘူးအဲမစဉ်းစားတဲ့အတွက် तू ကဒါသူ့ကို तू တရားရပြီလို့လဲဆုံးဖြတ်နိုင်တယ်ဒါမှမဟုတ်တာတခြားလမ်းကြောင်းတစ်ခုခုကိုလဲလွဲသွားနိုင်တယ်အဲဆိုလိုတာက तू ဖြည့်ကျင့်ခဲ့တဲ့တီလာတွေကြောင့်အဲ तू ကလမ်းမတစ်ခုကိုရောက်မသွားဘူးအဲမှန်မှန်ကန်ကန်လေးပဲ तू လျှောက်သွားတယ်မှန်မှန်ကန်ကန်လေးပဲတွေးခေါ်သွားတယ်အဲ့ဒီအရာကိုရှင်ညာနာပြောချင်ပုံရတယ် အဲ့ဒီတီလာဟာတိတ်ရေးကြည့်တယ်ဗျအဲ့တော့ကျုပ်တို့ကတော့ဘုန်းကြီးမို့အဲ့ဒီလိုပဲသင်္ကန်းဆင်ကျင်နေတို့သွန်ဆင်ကျင်နေတို့ဆိုတာဆင်ကျင်တာပေါ့ကျုပ်တို့တက္ကရာကမားတို့လည်းဘုန်းကြီးမို့ပြမယ်လို့လည်းအခုကလည်းဝင်ကြတာတော့ဒီဘုတ်ကောမဆင်ကျင်နိုင်ဘူးလားဆင်ကျင်နိုင်လားဆင်ကျင်ကြရဲ့လားလို့မေးရင်တခါပဲမဆင်ကျင်ဘူးလို့ပြောပါဆင်ကျင်ကြရတယ်လားမဆင်ကျင်ဘူးဗျအခုကဝတ်လိုက်တာပဲအသားကိုလည်းစားလိုက်တာပဲတကယ်တော့ငါစားတာကအသားပြောက်ကိုစားတာလား နာသားတာကအသာမရောက်ဖို့သားတာလားနာသားတာကဒီကိုယ်ကာယကလေးမျှတာခိုင်ပြီးပြီးနေဖို့ရံအတွက်သားတာလားမရှိနိုင်ဘူးလားအเจ้าကြီးသားချင်းအเจ้าကြီးကမရှိနိုင်ဘူးလားမရှိပါဘူးဗျာသားတဲ့အခါမှာအဲ့ဒါကိုဘယ်အเจ้าနဲ့ငါသားတာလဲလို့ကိုယ့်ကိုသိရလားတော်ပတိဝုဆိုရင်သင်ញင်လို့လားမသင်ញင်လို့လားမသင်ញင်ရင်ပိဿုဗံကံတီလာကိုပိဿုဗံကံကိုဖြည့်ကျင်လားမဖြည့်ကျင်ဘူးလားဖြည့်ကျင်ပါဗျာဖြည့်ကျင်ဘူး တကယ်လို့ကျွတ်တို့တွေကသူများကိုပေးတာပေးရရှိရပေးတယ်။ဘာဖြစ်လို့ပေးတာတော့ဆိုရင်တော့မတော်လို့ပေးတာ။ဘုရားမှာတခုဒီကနေ့ဆိုရင်သခိုင်းမှာဥကြော်ကြော်ရဲ့သားတို့ကမင်္ဂလာဆောင်တယ်။အဲကျွတ်တို့တွေကနေပြီးတော့သွားရတယ်လူလည်းသွားရမှာပေါ့။ဘယ်တော့မပေးရပြီမလား။ပေးရပါဘူး။ဘာဖြစ်လို့ပေးတာမတော်လို့ပေးရပြီတော့ဘာလို့လို့ဆိုရင်တော့ဩတို့မင်္ဂလာဆောင်နေတယ်ဆိုရင်တော့မင်္ဂလာဆောင်သွားတဲ့ပြီဆိုတာတော့ဒီလိုပဲလက်ဆောင်ပနာပေးရမှာပဲလို့ဆိုတာမျိုးလို့ပေးရမယ်ထုံးစံရှိလို့ပေးတာ။ ပြစ်သူမှန်ကန်ကလေးနဲ့များမပေးတတ်ဘူးလားဗျာအဲသူတို့အကျင်လင်မရဖြစ်နေအခုမှစပြီးဒါလုံးကြတော့မလို့မင်္ဂလာဆောင်ကြတော့မလို့ဒါလို့ဆိုရင်သူတို့မှလုံမှာပေါ့အခုမှစတဲ့အိမ်ဆောင်ကြီးကိုအခုမှစတဲ့အိမ်ဆောင်ကြီးဆိုတော့လုံမှာပေါ့လို့လေဆိုရင်ငါတို့ရဲ့တကြတကြဖြစ်တဲ့ပိဿာ1900ကလည်းပဲသူတို့အတွက်တော့ဒါအထောက်အကူပြုမှာပါပေါ့ဒါလို့အထောက်အကူပြုလို့သူတို့အောင်မြင်နေဖြစ်သွားတယ်ဆိုရင်လောကကြီးကိုသူတို့အများကြီးအလုပ်ကျွေးပြုနိုင်ပါ တို့လို့တာလောကကြီးအတွက်အလုံကျွေးပြတဲ့အနေမျိုးနဲ့ဒါတို့ကူညီရမှာပဲလို့ဆိုတာမျိုးကျွတ်တော့သင်ခြင်းရလားမသင်ခြင်းဘူးလားသင်ခြင်းရမှာမသင်ခြင်းဘူးလို့ဆိုရင်ကဲကျွတ်တော့တရားပိဿုပါကံကိုပွားတာဟုတ်လားဟုတ်ပါဘူးပိဿုပါကံကိုလေ့ကျင့်ရလားမလေ့ကျင့်ဘူးဗျာကျွတ်တော့တရေပေးကားစရာရှိတာလေးလည်းပေးကားနဲ့စောင့်ကြည့်စရာရှိတာလေးလည်းစောင့်ကြည့်တယ်ဘာပြုလို့စောင့်ကြည့်တာလဲဆိုရင်ဘာပြုလို့စောင့်ကြည့်မှန်းကိုမသိဘူး သူ့အလေးထားလေးကသူ့ဘာသူအဲ့လိုနေနေလို့အဲ့လိုနေနေတာပဲလို့ပြောရမှာပေါ့နော်ကျုပ်တို့မတတ်ဘူးတတ်ကြလားမတတ်ကြဘူးလားမတတ်ဘူးဘာဖြစ်လို့မတတ်တာလို့လဲသူ့ဘာသူမတတ်ခြင်းလို့မတတ်တာလို့ပြောရမလားမပြောရဘူးလားအရင်တုန်းကတော့ကျွန်တော်ဒါဗုဒ္ဓဘာသာထဲမှာပါဝင်တဲ့အခုလူမျိုးဒါဖြည့်ကျင်းရမယ့်သီလတွေပေါ့နော်အဲ့ဒီຢာတွေကဒါတရားဓမ္မတတ်တတ်ပဲဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းတွေ အဲနိဗ္ဗာန်ရောက်ကြောင်းဆိုတဲ့နေရာမှာလဲဒါကျွန်တော်တို့အရင်ကသိခဲ့တဲ့နိဗ္ဗာန်ပေါ့နော်အဲအဲ့လိုမျိုးပဲပြောလွင်တော့ဒါပုံမှန်ကုသိုလ်ရတဲ့ဒါလုံးတစ်ခုပဲပေါ့နော်အဲ့တော့ဒါရှင်ရနာရဲ့အခုလိုမျိုးတရားတွေကိုနာပြီးတဲ့ချိန်မှာအခုဆိုရင်ဒါရှေ့ရတီလာတွေကျင့်တာတောင်မှပြောလွင်ဒါကျွန်တော်တို့သိတဲ့တရားဓမ္မဒီနိဗ္ဗာန်ရောက်ကြောင်းတရားဓမ္မဆိုတာမျိုးတက်ပေါ့နော် ဒီအတွေးခေါ်ပိုင်းဆိုင်ရာကုဝါနဲ့ပတ်သက်ပြီးတော့ဒါပြဿနာပိုင်းဆိုင်ရာမှာလေ့ကျင့်ရတဲ့စိတ်လေ့ကျင့်ခန်းတစ်ခု ပြောလိုက်တော်တော်ကြီးကိုအဆင့်မြင့်တဲ့ဒီလေ့ကျင့်ခန်းတစ်ခုလို့တောင်မှမြင်တယ်အဲအဲ့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဘဝမှာနေတိုင်းနေတိုင်းအဲကိုကတခုခုလုံတိုင်းပေါ့နော်ဒီအရာကိုငါဘာကြောင့်လုံနေတယ်ဒီအရုပ်ငါဘာကြောင့်လုံနေလဲဆိုတာမျိုးပေါ့เนาะအကြောင်းရင်းအကြောင်းရင်းကိုတွေးတွေးပြီးတော့ကျွန်တော်တို့ကအမြဲတမ်းလှုပ်သွားမယ်ဆိုရင် ဲတလားနှစ်လားလောက်နေတော့မှတော်တော်ကြီးရောဒါတိတာသွားလိမ့်မယ်ဒီကိုရဲ့အတွေးခေါ်တွေကိုရဲ့ပုံစံတွေကပေါ့နော်အဲ့လိုမျိုးပြောလို့မဟုတ်ကျွန်တော်ကျင့်ဘူးလို့လားလို့မင်းတော့ကျင့်တော့မကျင့်ဘူးဘူးအဲဒါပေမဲ့အဲ့ဒါကဖြစ်နိုင်ခြေရှိတယ်ဒီတွေးခေါ်ပိုင်းဆိုင်ရာကနောက်ထပ်တခြားလူတယောက်လို့ပြောင်းလဲပြီးတော့မြင့်တက်သွားလိမ့်မယ်ပေါ့နော် မဲလားမှာကြောက်လို့မတတ်တာတော့ခင်ဗျားတို့ကလွန်မြောက်ပြီမလားဟုတ်လားမှန်ပါဗျာမဲလားမှာကြောက်လို့မတတ်တာဆိုတာလွန်မြောက်လာတော့ဘာလို့ဟိုရံအတွက်မတတ်တာတော့လို့မေးဘယ်လိုဖြစ်မလဲမတတ်လို့မတတ်တဲ့အလေးထားကြီးနေလို့မတတ်တာလို့ရှင်းရင်တော့ပိဿုပံကံကိုကျင့်တာဟုတ်ရဲ့လားမှန်ပါဗျာတကယ်ပိဿုပံကံကျင့်နေဆိုမတတ်ဘူးဘာဖြစ်လို့မတတ်တာတော့ဆိုရင်တော့အရင်တော့ကတော့မဲလားမှာကြောက်လို့မတတ်တာပိဿုပံကံကျင့်တဲ့အနေနဲ့မတတ်တာကိုပြောပါစေတော့နာတရင်သူသေးမှာပေါ့ သူသိရင်သူသူ့ကိုကြွေးမွေးထားရတဲ့လောကကြီးသူအသက်30ရှိပြီဆိုတော့အသက်30အတိုင်အောင်သူ့ကိုကြွေးမွေးထားရတာလောကကြီးကဒါလို့ဆိုရင် तू ကနေပြီးတော့လောကကိုနောက်ပါပြန်လှုပ်ပေးနိုင်အောင်မှာလေသေပြီဆိုရင်ဒါပြန်လှုပ်ပေးနိုင်အောင်မှာပဲဘာမှပြန်လှုပ်မပေးနိုင်တော့ဘူးဆိုရင်လောကအတွက်သူ့တော့ပေးထားရပြီတော့သူ့ကြီးကတော့လောကကဘာမှပြန်မရဘူးဆိုတော့ဆုံးရှုံးတာမဆုံးရှုံးလားအဲလောကကြီးဆုံးရှုံးမှာသို့ရင်လို့ လောကကြီးကိုမဆုံးဆုံးရလေအောင်စောင့်ရှောက်ဖို့နာမတတ်ရဘူးလောကကြီးဆုံးဆုံးမှာကိုတားမြစ်တဲ့အနေနဲ့စောင့်ရှောက်တဲ့အနေနဲ့တတ်တာကိုငါရှောင်ကျင်ရမယ်ဒါဒီလိုမျိုးလေးသိထားပြီးတခါလာတတ်တာကိုရှောင်ကျင်နေစင်တော့ကိုမတတ်ပဲနေတာကလေးဟာပိဿုဗကံကိုကျင့်ရရောက်သလားမရောက်ဘူးလားမှန်ပါဗျာအေးအဲ့လိုမျိုးသိထားမျိုးစီဖြစ်ဒကာတော်ဘာလို့စိတ်အဖြစ်ကအမြင့်နေနေကြတယ်လို့ကျွတ်တော်ထင်ပါတယ်ဗျာ အဲ့လိုမျိုးအမြင်နဲ့နေတော့ကိုမတပဲနေတာလည်းအဘိဓိယသိမ့်မရှိတော့ကိုမခိုးပဲနေတာလည်းအဘိဓိယသိမ့်မရှိတော့အဲကိုမလိမ်မဲနေတာလည်းအဘိဓိယသိမ့်မရှိတော့ကိုပေးကားနေတာလည်းအဘိဓိယသိမ့်မရှိတော့ကိုအကျင့်သိက္ခာတွေကိုထောက်တည်ပြီးတော့ကျင့်ပွားနေတာလည်းပဲအဘိဓိယသိမ့်မရှိတော့ဘာမှအဘိဓိယသိမ့်မရှိတော့ဘူးလို့ဆိုတဲ့အခါကျတော့ကြောက်ကက်ကက်ဖြစ်ပြီးကြလား ပြောမတူတော့သူ့စီကိုဘောဓိညာဉ်ဆိုတာရောက်နိုင်မှာမလားရောက်ပါဘူးဒါတွေကိုဒါတွေကပြောပစင်တော့လုံနေတာတွေကလုံပြီးပြီးကြံခဲ့မဲ့ဟာတွေဘာလုံလုံမကောင်းတာလုံလုံကောင်းတာလုံလုံလုံပြီးရေဒီလုံသူရဲ့အုံနောက်ထဲမှာဘောအုံနောက်ထဲမှာပြီးကြံခဲ့မလားမကြံခဲ့ဘူးလားပြီးကြံခဲ့ပြီလို့ဆိုလို့ရှိရင်အဲ့ဒီပြီးကြံခဲ့တာကိုတိလလို့ပြောရတာပဲတိလဆိုတာက ကြောက်တောင်လို့အဓိပ္ပာယ်ရတယ်။သီလဆိုတဲ့စကားလုံးကိုဗမာလိုပြောမယ်ဆိုကြောက်တောင်လို့ဆိုတယ်။ကြောက်တောင်ဆိုတာဘာဖြစ်လို့ကြောက်တောင်လို့ပြောရတာလဲ။ဟောသီလကိုဘာဖြစ်လို့ကြောက်တောင်လို့ပြောရတာလဲဆိုတော့ကြောက်တောင်ကြီးကမရွေ့ဘူး။လွန်ခဲ့တဲ့နှစ်ကလည်းဒီနေရာပဲ။နှစ်လွန်ခဲ့တဲ့နှစ်10နှစ်ကလည်းဒီနေရာပဲ။လွန်ခဲ့တဲ့နှစ်100တထောင်ကလည်းဒီနေရာပဲ။နောက်နှစ်ကြရင်လည်းဒီကြောက်တောင်ကြီးကဒီနေရာပဲ။ နောက်ထဲနေကြရဲ့အနှစ်တရာကြရဲ့နှစ်တထောင်ကြရင်လဲကြောက်တော်ကြီးကရွှေ့ပြောင်းသွားပါမလားမသွားဘူးသွားဘူးဒီနေရာပဲကြောက်တော်ကြီးကမရွေ့မရှားဘူးအခုခင်ဗျားတို့လှုပ်လိုက်တဲ့လှုပ်ရကလည်းခင်ဗျားတို့ဘောတော့ထဲမှာတီးပြီးကြံခဲ့သလားမကြံခဲ့ဘူးလားကြံပါပါကြံပြန်ရွေ့ပါဦးမလားမရွေ့ပါဘူးမရွေ့တဲ့အတွက်တီလာအကျင့်စရိုက်ပိုင်းခံရနဲ့မရွေ့တဲ့အတွက်တီလာလို့ပြောတာအဲ့တော့ကျုပ်တို့အများအဲ့ဒီခုနကတီလာဘုံပေါ့နော်လောကကိုတီးပြီး လောကကိုစောက်ချောက်တဲ့အနေနဲ့လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်ကိုလှုပ်တယ်ဆိုရင်အဲ့ဒီလှုပ်ဆောင်ချက်ဟာခင်ဗျားတို့ခေါင်းထဲမှာပြီးနေမလားမနေဘူးလားပြီးပါတော့ဘယ်လိုဆိုရင်အဲ့ဒါပြီးလားဗျအဲ့ဒီပြီးလားကိုပိစုတ်ပံကံပြီးလားလို့ပြောရမလားမပြောရဘူးလားပိစုတ်ပံကံမြင်ပြီးသောက်တည်တဲ့ပြီးလားဖြစ်တဲ့အတွက်ပိစုတ်ပံကံပြီးလားပေါ့ဗျာရှေးခါကနောင်ဘဝအတွက်သောက်တည်တဲ့ပြီးလားကတော့ပိစုတ်ပံကံပြီးလားဟုတ်ကြလားဟုတ်ပါဘူးအနာဂတ်ကံပြီးလားလို့ပြောရမလားမပြောရဘူးလားပြောရမှာ ဒါလို့သိတော့အနာကလည်းကိုမတိပဲနဲ့ပြောရတာဆိုတော့မတိပဲနဲ့ယူတာဆိုတော့ပိဿဒိဋ္ဌိဖြစ်သလားမဖြစ်ဘူးလားဒါလို့သိရင်အဲ့ဒီတိလဟာပိဿုပါကံတိလလားမိဿဒိဋ္ဌိတိလလားပိဿဒိဋ္ဌိတိလကိုတရားတော်မတို့ကမရှောင်ဘူးလားပိဿုပါကံတိလကျတော့တရားတော်မတို့ကမဆောင်တတ်ကြဘူးဖြစ်နေကြတယ်ဆိုရင်ကြပြာလို့ဖြစ်နေမှာဗျာနော်ကြပြာလို့ဆိုတာကတော့ဘာမှလည်းမလုပ်တော့ဘူးအဲ့ဒါလို့ပေါ့ဗျာပြောမစင်တော့မဟုတ်တာတော့လည်းမလုပ်ဘူး မဟုတ်တာမလုပ်ပေမဲ့ဟုတ်တာကြောက်လည်းမလုပ်ဘူးလို့ပြောရမှာပေါ့နော်ဒါလို့ဆိုရင်မပွားပဲနဲ့ကတော့မကျင့်ပဲနဲ့ကတော့ဒီဘောဓိညာကြီးကသူ့ဘက်ကသူ့အုံတော်ထဲရောက်လာပါမလားမရောက်ပါဘူးဘောဓိညာမရောက်ဘူးဆိုရင်ပြဿနာတရားရမဖြစ်အောင်နေတတ်တာမလားနေတတ်ပါဘူးမတော်တဆမဖြစ်ခြင်းမဖြစ်မှာပဲပြဿနာကတော့ဖြစ်နေမှာပဲ တကယ်လို့ပြဿနာဖြစ်လာပြီဆိုတော့လေအဲ့ဒီပြဿနာကိုဗောဓိညာမရဘဲနဲ့ရှင်းနိုင်ပါမတဲ့လားမရှင်းနိုင်ကိုးနောက်ကလေးနဲ့ကိုမရှင်းနိုင်ဗောဓိညာရထားတဲ့အုံနောက်နဲ့မှရှင်းနိုင်တာဖြစ်တဲ့အတွက်ဗောဓိညာရထားတဲ့အုံနောက်ဖြစ်အောင်ဒကာတော်မတို့ကကြိုးစားနိုင်ကြဖို့ရန်အတွက်ကျုပ်တို့ဟောဒီပြားလေးကိုဟောလိုက်တာဖြစ်တယ်ဗျာဒါလေးကိုဒကာတော်မတို့ကချက်ခွဲဆွေးနွေးပွားများပြီးဒကာလာတကယ်လည်းလေ့ကျင့်ပြီး ိတာလေးတွေမဟုတ်ပဲပေါ့ဗျာတိတာလေးတွေဆိုတင်ပရီဥနောက်တဲ့ပဲနေလိမ့်မယ်တကယ်တော့ပြန်ပြီးတုံ့ပြန်မှုရတဲ့လုံးဖြစ်ပြီအဲမှန်တော့မှန်နေပြီတင်ပရီပဲရှိနေသေးတယ်ဆိုရင်တော့ဒီမှန်ကတော့ပြန်လုံးဖြစ်ပြီမမှန်တာကြီးကဘိုးဥနောက်ကြီးရောက်တာတင်ပရီကနေကြော်ပြီးတာလားအဲအဲ့ဒီမမှန်တဲ့ဥနောက်ကြီးနဲ့အလုံးလုံးကြလိမ့်မယ်ဗျာအဲ့တော့မှန်တဲ့ဥနောက်ကလေးကိုကျွတ်တော့ရတယ်တကယ်ဘိုးဥနောက်ပါတယ်တကယ်ဘိုးဥနောက်ကြီးရောက်ပြီ ရောလုံနိုင်ရင်တော့ဟောဒီညာရပြီလို့ကျွန်တော်ပြောရမလားမပြောရဘူးလားအဲ့ဒီခုဒါစင်ညာနာပြောသွားတဲ့သဘောတရားတွေပေါ့နော်တော်တော်ကြီးကိုကောင်းပြီးတော့တော်တော်မှန်တဲ့သဘောတရားတွေပဲပေါ့နော်အဲဘာကြောင့်မို့လဲဆိုရင်ကျွန်တော်တို့လူတွေရဲ့အုံနောက်တွေကဒါမမှန်ကန်တဲ့အုံနောက်တွေများတယ်ဘာကြောင့်မို့လဲဆိုရင်ကျွန်တော်တို့ကဒါရှေ့မှာပြောသွားသလိုမျိုးဒီကိုလို့သမ ्या ယာတိုင်းကိုပြူးလို့သမ ्या ယာတိုင်းကိုပေါ့နော်အကြောင်းတွေကျွန်တော်တို့တွေးခေါ်သွားမယ်အဲဘာကြောင့်လုတ်တယ်ဘာကြောင့်လုတ်တယ်ပေါ့နော် အဲ့လိုမျိုးတွေးခေါ်ပုံကိုကိုကဒါနှစ်နဲ့ချီပြီးကျင့်သွားမယ်ဆိုရင်ကိုရဲ့ဥနောက်ကမှန်ကန်တဲ့ဥနောက်ဖြစ်နေလိမ့်မယ်အဲ့လိုမျိုးအကျိုးတွေမဖြစ်ထွန်းဘူးဆိုရင်တောင်မှအနည်းဆက်ဆုံးပုံတော့ကိုကအကျိုးမရှိတာတွေမလုပ်ဖြစ်တော့ဘူးအဲဘာကြောင့်မို့လဲဆိုရင်ကိုကအမြဲတမ်းတွေးနေတဲ့တော့ပုံတော့ခုမှဆိုရင်ကျွန်တော်တို့ဒါအခုပြင်းတယ်ပုံတော့ပြင်းတဲ့အချိန်မှာဘာလို့အမှန်လည်းမသိဘူးအဲ့တော့ငါပြင်းလေးပါလေးထွက်မယ်အဲမုံလေးပါလေးဝယ်ပြီးတော့ဒါစားမယ်ပေါ့နော်အဲလိုမျိုးဒါတွေးလိုက်မယ်အဲ့ဒါပုံမှန်အောင်တော့နေရာပြဲဒါအမှန်ကိုမသိရအောင်တော့ပေါ့နော် အဲကျွန်တော်တို့ကဒါအခုစင်ညာနာပြောတဲ့နည်းနဲ့ပေါ့နော်အခုဟုတ်ပြီငါဘာလုပ်ချင်လဲအဲကိုကဒါပြင်ထွက်ချင်တယ်ဒါမုန်နေပိုင်ဝဲချင်တယ်အဲ့တော့ဘာလို့လုံးပါလဲပေါ့နော်ဘိုက်စာနေလို့လာပေါ့အဲအဲ့လိုကြောက်လဲဟုတ်မနေဘူးအဲဆိုလိုတာကဗျာကိုကအဲ့တိုင်းအမြဲတမ်းကျင့်နေလို့ရင်ဒီအကျိုးမရှိတာတွေအကြောင်းမဟုတ်တဲ့အရာတွေကိုကမလုံးမိတော့ဘူးအဲ့တော့အဲ့ဒါကတော့ဒါအနည်းဆက်ဆုံးရမယ်အကျိုးကျေးဇူးလို့ကျွန်တော်တော့မြင်တယ်အဲအဲ့လိုမျိုးကျင့်ပါများလို့ရင်အဲကိုရဲ့တွေးခေါ်ပိုင်းဆန်ရာကတော်တော်ကြီးကိုမြင့်သွားလိမ့်မယ် အဲ့ဒီဗောဓိဉာဏ်ရတယ်ဆိုတာဖျားဖြစ်တယ်လို့ပြောတာမဟုတ်ဘူးဖျားနောက်ကပုရိအာဉာဏ်ရတဲ့အရိယတာဝကဖြစ်တယ်လို့ဘယ်လိုပြောတာပါပဲကျုပ်တို့ဘုရားလည်းပုရိအာဉာဏ်ပဲရတာပါပဲအဲကျုပ်တို့ကလည်းပဲသူ့နောက်ကနေလိုက်တာဆိုတော့သူပြတာကိုခွာချေတတ်ဒါကြတော့မလောက်အောင်ကျုပ်တို့ကလိုက်ပြီဆိုရင်တော့သူရတဲ့ဗောဓိဉာဏ်ပုရိအာဆိုတာကျုပ်တို့မရနိုင်ပေဘူးလားအေးပုဗ္ဗေနိဝတ္တနုဒ္ဓတိဉာဏ်ဒေဝသက်ကုဉာဏ်အာတဝေခယဉာဏ်ဆိုတာဒီခုနကတိလား မိစ္ဆာဒိဋ္ဌိကလွတ်တဲ့သီလပိစုပန်ကံသီလအဲ့ဒီသီလကိုသောက်ပြီးမှအဲ့ဒီသီလကိုလေ့ကျင့်မှအဲ့ဒီသီလကိုပွားများမှရုပ်တော့ကခုနပုရိယာညာဆိုတဲ့အဆုံးစွန်ဒါညာနေကိုပေါက်မှာဗျဒီလိုညာနေပေါက်ပြီးတကလားယတနာခတ်သိမ့်ကိုကိုကိုကွာနေပြီးတော့တကလည်းမရောက်အောင်နေနိုင်ဖို့ရန်ယတနာခတ်သိမ့်ရောက်လာတယ်ဆိုတော့လည်းပဲအဲ့ဒီရောက်လာတဲ့ယတနာကိုရှင်းနိုင်အောင်အတွက်ရုပ်တော့ဒီသဘောကလေးကိုထပ်လောင်းပြီးတကလားရုပ်တော့ကပြောလိုက်ပါတယ် ဒါလေးကိုပဲဝါဒနိုင်ကြတယ်ဆိုရင်ဝါဒတဲ့အထိတ်မှဖြစ်နေသုံးကြိမ်လောက်ဓာတ်ရုခေါ်ပြီးတော့ကျွတ်တော့ပြောချက်ကိုဤကုန်းထုတ်ကြအောင်အာသာသာဒါဒီကနေနောက်ဆုံးသိလိုက်ရတဲ့အသည့်တစ်ခုကကျွန်တော်တို့ဘဝမှာဒါကျင့်နေတဲ့သီလတွေကဘဝရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တယ်ပြီးတော့ဒါကျွန်တော်တို့အားလုံးလည်းသိကြတယ်ဗုဒ္ဓဘာသာဝင်တိုင်းပေါ့နော် တီလာပြီးလို့ရင်တမာရီလာမယ်တမာရီပြီးလို့ရင်ပြင်ညာလာမယ်အဲ့ဒီຢာတွေကစာပေထဲမှာဆိုရင်တော့ဒါတန်းစီထားတဲ့ຢာတွေပေါ့နော်အဲဆိုတော့ကကျွန်တော်တို့အရင်တုန်းကအတိအရဆိုရင်ဒီတီလာစောက်တီယုံနဲ့တမာရီကဘယ်လိုလာမှာတော့တမာရီစောက်တီယုံနဲ့ဒီပြင်ညာကဘယ်လိုလာမှာတော့မသိဘူးအခုဒါရှင်ညာတော့ဟောခဲ့တဲ့သဘောတရားတွေကကိုယ်အတိပြီးအဲရှေ့မှာလုပ်ခဲ့တဲ့တွေးခေါ်ပြီးပေါ့နော်တွေးခေါ်ပိုင်းကျင့်စဉ်တွေအဲအဲ့ဒီຢာတွေကဒါတီလာကိုကျင့်နေတာပဲဖြစ်တယ် အကျင့်နေရင်လည်းဒါသမာဓိအဆင့်ရောက်လာမယ်။ရောက်လာပြီးလို့ရင်သူကဒါပညာဆင့်ပေါ့နော်။ကိုယ့်ရဲ့တွေးကိုယ်တွေအမြင့်ဆုံးဆင့်ကိုရောက်လာမယ်။ပြောရလို့ရင်ဒါသီလသမာဓိပညာဆိုတဲ့ဒီစာပေတဲ့အရာကိုကျွန်တော်တို့နားလည်သဘောပေါက်အောင်အဲလက်တွေ့ကြကြပေါ့နော်။ဟောသွားတဲ့တရားတော်ပေါ့။